ကတော့ဒီသနိကဗေဒစာသင်ခန်းတစ်ခုမှာပါမခွာကြီးကဝင်ဟောပြောပို့ချတယ်ပေါ့ဗျာပြီးတော့ဆရာကြီးကမေးခွန်းတစ်ခုထုတ်လိုက်တယ်တဲ့ပစ်ပေါ်မှာငက်၈កောင်ရှိတယ်ပေါ့ငက်ခွနကောင်ကသူတို့ပြန်သွားဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ကဲဒါဆိုရင်အခုတဲ့ပစ်ပေါ်မှာငက်ဘယ်နှကောင်ကြံ့မလဲဖြေကြည့်ပါဦးကောင်သားအားလုံးတော်တော်များများဖြေတာတကောင်ကြံ့မှာပေါ့ကျောင်းသားတရားလည်းအဲ့လိုမျိုးဖြေရကြတဲ့မှာ तू မဖြေဘူး तू စဉ်းစားပြီးတော့ပြီးမှလက်ထောင်လိုက်တယ် မခွန်ကြီးကအဲ့လက်ထောက်နဲ့ကြောင်းတောင်းမေးလိုက်တယ်။ဆိုပါအုံးမင်းကဘာများဖြစ်လို့လဲဆိုတော့တကောင်ကြံ့လဲဆိုတော့အဖြစ်ကျတော့သဘောမတူပါဘူး။ဘာဖြစ်လို့လဲကွ။တော်ဆိုရင်ဘလို့များဖြစ်ချင်းတလဲကွဆိုတော့ရှစ်ကောက်လုံးပဲကြံ့မှာပါတဲ့။တခါလုံးအအောင်တင့်သွားတာသူတကောက်နဲ့ကြံ့တဲ့ကောက်နဲ့အလုံးကတကောင်ပဲကြံ့မယ်ခွနကောက်ပြန်သွားမယ်ပြောတယ်။ "तू ကရှစ်ကောက်ပဲကြံ့မယ်ပြောတယ်။တခါလုံးအအောင်တင့်သွားဘာကြောင့်များလဲပြောပါဦးဆိုတော့ဆရာမေးတော့ ဆရာကြီးမေးတဲ့အထက်မှာငက်ခွက်နှစ်ကောင်ဟာပြန်ဖို့ဆုံးဖြတ်တယ်လို့ပဲမေးတော့ပါငက်ခွက်နှစ်ကောင် ပြန်ထွက်သွားတယ်လို့မမေးထားပါဘူးဆုံးဖြတ်ချက်ချတာနဲ့အကောင့်ထဲပေါ်တာတထက်တည်းကြားချင်မှကြားမှာပါဆုံးဖြတ်တိုင်းလဲလှုပ်ချင်မှလှုပ်တာဒါကြောင့်အစ်ပင်ပေါ်မှာငက်ရှစ်ကောင်ရှိတယ်လို့ကျွန်တော်ပြောတာပါလို့ပြောတယ်ပမခွက်ကြီးလက်ခုပ်တီးပြီးတော့အစ်ကောင်းတဲ့ဖြစ်တိတ်တော့တဲ့ဖြစ်ဆိုပြီးတော့ချီးကျူးတယ်ဆိုလိုချင်တာကလူတိုင်းမိုင်းဟိုတော့ သဘောတရားတွေကြားထဲမှာပိတ်မိနေတာရှိတယ်။ခေစကားဆိုခြင်းခြင်းလူတိုင်းခြင်းနေကြမှာခြင်းစကားတွေကိုနားရောက်ပြီးခြင်းစားပြီးတော့အိပ်ပျော့နေကြတယ်။ဖောက်ထွက် တွေးနိုင်သူတွေဟာအလွန်ရှားတယ်။ဒီထဲမှာတကြောင်ထဲမှာပဲနော်ငက်ကပြန်ဖို့ဆုံးဖြတ်တာလေးပြန်တာမဟုတ်သေးဘူး။ဇွန်မီတင်မှာတွေ့တော့အလုလုဖို့ဆုံးဖြတ်တာလေးအလုလုတော့မဟုတ်ဘူး။ Yes or no ဟုတ်လား ဇွန်မီတင်မှာတွေ့တာကတခုခုလောက်ဖို့စီးဝေးတယ်ဆုံးဖြတ်တယ်အလုပ်လုပ်တာမဟုတ်ဘူးအဲ့ဒါမျိုးပေါ့ဗျာအခုတည်းသူကသူဆုံးဖြတ်တာလေပြန်ချိန်မှလည်းပြန်မယ်အဲ့ပုံမှာပဲဘယ်ချိန်ထိနားနေမလဲမသိဘူးလေနော်ခုနကပြောသလိုဖောက်ထွက်တွေးနိုင်တဲ့သူတွေကအလွန်ရှားတယ်အလွယ်လိုက်တာလည်းပါတယ်တိဆောက်အတိဆောက်ကြမယ်ဟေးဆိုပြောလိုက်တယောက်ကအော်လိုက်ထောက်ခံတယ်ထောက်ခံတယ်ဟေးဆိုဆရာဖြစ်သွားတော့ရော့ တန်ပြန်អော်ကြတယ်အာအလုံးတိဆောက်ကြမယ်ဟုတ်တယ်ဟုတ်တယ်ဘာလို့တိဆောက်မလဲဆိုမင်းရင်ဘယ်သူမှလည်းမတွေးကြအောင်မသိဘူးပြီးတော့ကိုယ်လောင်ပိတ်ထားမယ်အကျင်းထောက်ကိုယ်တိုင်တိဆောက်နေကြတော့သူတွေဖြစ်ရင်ဘယ်လိုလုပ်မလဲကိုနေမဲ့ကိုလောင်ပိတ်ထားမဲ့အကျင်းထောက်ကိုကိုတိုင်တိဆောက်နေတဲ့သူတွေဖြစ်မှမသိဖြစ်နေကြရဆိုရင်မျက်စိမိတ်ပြီးထောက်ခံနေကြအောင်ပါပဲပြောသူရတယ်ပြောနေတယ်လက်တွေ့မပါဘူးလက်တွေ့မလုပ်ဘူး တော့လှုပ်တဲ့သူကတော့လှုပ်တော့ဗောဗျာမလှုပ်တဲ့သူကအချောင်ကိုအချောင်စားတယ်ဆုံးဖြတ်ချက်ချတဲ့သူကတူဦးလိုက်လှုပ်နေတဲ့သူကအများပြားဖြစ်နေတယ်ဆုံးသူကအများစားသူကတယောက်ဖြစ်နေတယ်